ားလုံးပဲမင်္ဂလာပါရှင်။စာပေလမ်းရဲ့ book review အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ရှင်ပါ။ဒီနေ့ကျမညှိုးပေးခြင်းတဲ့စာအုပ်လေးကဆရာချမ်းမြင့်ဝင်းရေးသားထားတဲ့သကဝါဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။သကဝါစာအုပ်လေးရဆိုရင်ဆရာချမ်းမြင့်ဝင်းရဲ့ပင်ကိုရေးဝတ္ထုတစ်ပုဒ်လည်းဖြစ်တယ်လို့တဲ့ထည့်ရင်ပုံဇက်လန်ကောင်တစ်ပုဒ်ဆိုရင်လည်းမမားပါဘူး။သကဝါထဲမှာမကောင်းဆိုးဝါးတွေပါပါတယ်။မကောင်းဆိုးဝါးထပ်ပိုပြီးဆိုးရွားမယ်လို့တွေးမထင်တာနဲ့ လူတွေရဲ့စိတ်ပြက်ဖွယ်ရာဗီဇတွေလည်းပါပါတယ်။စကဝါဟာဝင်လိုက်တာနဲ့ပြန်မထွက်နိုင်တော့တဲ့နေရာတနေရာဒါမှမဟုတ်လောင်ရင်တစ်ခုလိုမျိုးဖြစ်နေပါလိမ့်မယ်။ဖခင်ဖြစ်သူရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့လေလွင့်ပျော်ပါနေတဲ့မင်းခန့်ထူလို့ခေါ်တဲ့တထေးသားတရားဖခင်ဖြစ်သူဆုံးပါပြီးနောက်မှာတော့သူ့အတွက်ထားရှိခဲ့တဲ့တစ်ခုတည်းသောအမွေက စကဝါဆိုတဲ့စိတ်တုံလုံးခြောက်ခြားပွေဟာအတိရှိနေတဲ့အင်ကြီး ူ့အတွက်ဒီလိုအင်ကြီးကိုသာအမွေပေးခဲ့တဲ့ဖခင်ကို မကြည်မနှက်ဖြစ်ပြီးဇဂဝါကိုဖျက်ဆီးလောင်ကျွမ်းပစ်ဖို့ရည်ရွယ်ချက်နဲ့အင်ကြီးရှိရာနေရာကိုတငယ်ချင်းတစ်တိုက်နဲ့ရောက်လာပြီးတဲ့နောက်မှာသူတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေဟာကျမတို့စာဖတ်သူတွေအဖို့တွေးပြက်စီနိုင်တော့တဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတော့တယ်။နေ့တွေဘလောက်ပဲကြာသွားပါစေဇဂဝါမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာဟောင်းနှံမသွားခဲ့ပါဘူး။ အထူးသဖြင့်မင်းခန့်ထူရဲ့မှတ်ဉာဏ်တွေထဲမှာဒီအဖြစ်ဆိုးတွေဟာရှင်သန်နေတော့မယ်ဖြစ်ပါတယ်။ "तू 啊ဒီအဖြစ်ပြက်တွေကိုတစုံတယောက်ကိုရင်ဖွင့်ပြောပြချင်ခဲ့တယ်။တစုံတယောက်ဆိုတာထက်ဥတဲ့သောသူကိုသာရွေးချယ်ပြီးပြောပြချင်နေခဲ့တာဖြစ်တယ်။အဲ့ဒီ तू 啊လဲ तू ဇာလွင်လို့ခေါ်တဲ့ထမြက်တွက်လက်တဲ့မူကင်းတဲ့င်းထောင်းမှလေ။ဆိုတော့သကဝါနဲ့သူစာလွင် သူတို့နှစ်ဦးပတ်သက်နေပုံကနေစလို့မင်းခန့်ထူတို့တငယ်ချင်းတစ်တိုက်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေအစုံဒီစကားဝါဖြစ်ရတဲ့ခုလုံးကထိတ်လန့်ပေါ်ရာတွေကြီးပါပဲဒီကိစ္စကြီးတစ်ခုလုံးရဲ့အဓိကတည်အခန်းကစကားဝါအင်ကြီးတွေကမကောင်းဆိုးဝါလားဒါမှမဟုတ်မကောင်းဆိုးဝါထပ်ဖို့ဆိုတဲ့လူတချို့ရဲ့အမှောင်ပတ်ချမ်းကစိုးသွမ်းမှုပြီလားဆိုတာဘယ်သူကမှအတိအကျမဆုံးဖြတ်နိုင်ခဲ့ကြပါဘူးတေချာတာကတော့ လူတွေဆိုရင်မကောင်းဆိုပါထက် ပိုဆိုးတယ်ဆိုတာပါပဲဇလန်းအစကနေအဆုံးအထိဖက်ရင်ဖက်ရင်နဲ့တစိမ့်စိမ့်တွေးပြီးကြောချမ်းစီနိုင်လောက်တဲ့အထိဖြစ်ခဲ့တဲ့ပေးထည့်ရင်ဘူးဇလန်းကောင်တစ်ပုဒ်ပဲဖြစ်ပါတယ်ဆိုတော့အခုနားထောင်နေတဲ့သူတွေထဲမှာဒီဝတ္ထုကိုဖတ်ပြီးသွားတဲ့သူတွေရှိရင်ကိုခန်းစားခဲ့ရတဲ့ခန်းစားချက်ကလေးတွေကို comment မှာရေးသားသွားလို့ရပါတယ်ဆိုတာပြောရင်ဒီနေ့ရဲ့ book review အစီအစဉ်ကိုရည်နာချင်ပါတယ် နားထောင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်တွေတူချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးပဲတာယာတို့နည်းရလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။နောက်ထပ် review အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။